င်္ဂလာပါမြစ်ရသတင်းချာနဲ့ပတ်စင် TV အစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်မတွေအပြင်ဒိုင်းနာလူမျိုးစုတွေအတန်တွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဗမာမျိုးကစစ်ကောင်စီရဲ့စကားခ21ကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ကြံရေးကပြောပါတယ်တနိုင်းမျိုးအာစီဖျားချောင်းဝင်းကစစ်ဘေးရှောင်နေအိမ်တွေပျက်စီးလာတာကြောင့်အကူအညီတွေလိုအပ်နေပါတယ်စစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KNA တို့ကြား စီတင်းမာနေတဲ့ဥကောင်းဒေတာဒီလိုလမ်းမပိုင်းတစ်လျှောက်ကစစ်ပေးဆောင်ရဲ့အခြေအနေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပမောမျိုးကစစ်ကောင်စီရဲ့စကခ21ကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ကြံရပြောပါတယ်။ပမောမျိုးဘက်ကစစ်ကောင်စီတပ်ဆွဲဆဲဖြစ်တဲ့တပ်စခန်းတွေကို တိမ်ပိုက်နိုင်တာမရှိသေးပေမဲ့စကခ23ကိုပြစ်မှတ်ထားပြီးနေ့တိုင်းလိုလိုတိုက်ပွဲဖော်ဆောင်နေရလို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KOKA တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမကြီးတော်ဘူးကပြောပါရယ်ဗမော်ဘက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အပြင်စစ်ကောင်စီဘက်ကလည်းလေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေနေ့တိုင်းရှိရလို့ဘုံမကြီးတော်ဘူးကမြစ်နာတည်င်းချန်နယ်ကိုပြောပါရယ် မှာတော့ဆက်ပွဲကတော့ဆက်ပြည့်နေပါတယ်။မြို့ရက်ကွက်ဘက်မှာတော်တော်များများတော့ကျွန်တော်တို့အဲကေရီတပ်ဖွဲ့တွေလည်းတင်းပိုက်ထားတာရှိပါတယ်။သူတို့ကတပ်ဆွဲထားတဲ့တပ်တွေကတော့ညမမတင်းနိုင်တဲ့အနေထားတော့မရှိသေးပါဘူး။အဲကြောင့်ကျွန်တော်တို့ကတော့ဆက်ကကတစ်စစ်ဘက်မှာအဲပြမထားပြီးမှကျွန်တော်တို့ကတော့အဲညစ်တိုင်းတို့တပ်ဖွဲ့ကတော့ပေါ်ဆောင်နေတာရှိပါတယ်။ KIA ပူပေါင်းတပ်တွေဟာပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကနေ မော်မြို့တိန်တိုက်ပွဲကိုစတင်ခဲ့တာဖြစ်ပါတယ်မတ်လ28ရက်နေ့မြင်းငရင်လုတ်ခတ်ခဲ့ပြီးတဲ့နောက်အပြစ်ရထားပြီးဧပြီလ25ရက်နေ့မှာတော့ဗမော်မြို့ကကြံရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်ဒီကနေ့အထိတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့အပြင်းအထန်ခုခံတိုက်ခိုက်နေတာပါတစ်ဖက်မှာလည်းပြီးခဲ့တဲ့ဧပြီလ3ရက်ပတ်လောက်ကမြစ်ချနာဖက်ကလမ်းပိုင်းမှာစစ်ကောင်စီကနေအင်အားအလုံးအရင်အုံပြုတ်ပြီး စစ်ကြောင်းထိုးလာတာလည်းရှိပါတယ်။လက်ရှိအချိန်မှာတော့နတ်မြကျေးရွာအလွန်ကပ်မော်ကျေးရွာမှာစစ်ကြောင်းရပ်နားနေတယ်လို့သိရှိရပြီးစစ်ကောင်စီစစ်ကြောင်းစစ်ရေးလှုပ်ရှားတဲ့အချိန်တွေမှာ KIA ကနေတိုက်ခိုက်တာရှိတယ်လို့လည်းဗိုလ်မှူးကြီးနှုတ်ဘူးကပြောပါတယ်။ကချင်ပြည်နယ်တနိုင်းမြို့အာစီဖျားကြောင်ဝင်းမှာရှိတဲ့စစ်ဘေးရှောင်မိသားစုတွေနေထိုင်ရာနေအိမ်ဆောင်တွေယိုယင်းပျက်စီးလာတာကြောင့် ပြန်လည်ပြင်ဆင်မှုအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။လက်ရှိနေထိုင်နေတဲ့စကန်တွင်ရနေရင်တွေဟာဆောက်လုပ်ထားတာကြာမြင့်ပြီးဆွေးမြေ့ပျက်စီးလာတာကြောင့်ပြင်ဆင်မှုလိုအပ်နေတာဖြစ်တယ်လို့ဆက်ဆောင်စကန်တောင်းကန်ကမြေချနာတဲ့ရင်ချာနေကိုပြောပါရိုက်။အာမိုင်တော့ဒီကျန်တာ90ဆိုတော့အဲဒီကောင်ကဘူးဘူးလို့နားရတယ်ကျွန်တော်စကူမန်ဒီကူကောင်ကလည်းအဲဆိုရှင်ကလည်းတော့လုံးလုံးကမ်းလိုက်မယ်လို့မှတ်တယ် အဆောင်တစ်ခုမှရင်တော့စုငါစုနေထိုင်အောင်ဖြစ်ပြီးလက်ရှိမှာတော့အဆောင်15ဆောင်ဟာနေထိုင်ဖို့လုံးဝအဆင်မပြေတဲ့အခြေအနေဖြစ်နေတယ်လို့ပြောပါရယ်စကန်တွင်းကအဆောင်တွေဟာပြီးခဲ့တဲ့နှစ်တွေကလည်းမိုးသက်လေပြင်းနဲ့မိုးသီးတံတွေကြောင့်တူတူပေါတာနဲ့မိုးရွာရွာတွေအထိဖြစ်ပေါ်ခဲ့တယ်လို့သိရပါရယ်ဒီနောက်ပိုင်းစောင်းစကန်တွင်းမှာကုညီထောက်ပံ့နေအဖို့တွေရောက်ရှိရာရောင်းနေသွားတဲ့အပြင် WFP ကကုညီမရရှိရာလည်း၃လရှိသွားပြီလို့သိရပါရယ် အဲဒါကြောင့်စပေးရှောင်းမိသားစုတွေဟာပျက်စီးနေတဲ့နေရင်တွင်ပြင်ဆင်ဖို့တက်ဆောက်ဝနေရအတွက်ရုံကနေရတာကြောင့်အခက်ဖြစ်နေကြတာလို့ပြောပါရယ်။တလောကတော့အချင်းပင်နဲ့အစိုးရအစီအစဉ်နဲ့သူဦးကိုကျန်တဲ့တောင်းနှုံးလောက်ရောက်ကူညီသွားတာရှိတယ်လို့သိရပါရယ်။အရှိပြာချောင်းဝင်းမှာစပေးရှောင်းမိသားစု133စုရှိပြီးလူဦးရေအဖြစ်အယောက်600ကျော်ရှိရလို့သိရပါတယ်။အဲဒီပီတူတွေဟာတိုက်ပွဲကြောင်းအောင်လဂျေဝါကနေ2018ခုနှစ်ကတင်ဆောင်လာချသူတွေဖြစ်ပါတယ်။ စကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ86ပါတီအထိရှိလာပြီလို့စစ်ကောင်စီဘက်သတင်းစာတွေဖော်ပြချက်အရသိရပါဗျ။စစ်ကောင်စီကပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရအသက်လျှောက်ထားတဲ့ပါတီ26ပါတီနဲ့ မပုံပြန်တင်တဲ့ပါတီဟောင်း90စုစုပေါင်း86ပါတီရှိရလို့ဆိုပါရယ်မပုံပြန်တင်တဲ့အထက်မှာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတိုင်းဒါစီလုံးညီညွတ်ရေးပါတီလိုမျိုးစစ်တပ်နဲ့ဆက်နွယ်တဲ့ပါတီကြီးတွေပါဝင်ပါရယ်ရွေးကောက်ပွဲကိုတော့လာမယ့်ဒီဇင်ဘာလဒါမှမဟုတ်2026ဇန်နဝါရီလထဲမှာကျင်းပမယ်လို့စစ်ကောင်စီကတမတ်ထားပါရယ်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ငရင်ကြောင့်ယာယီနေရဆုံးခွန်နေရတဲ့ပြည်သူတွေရဲ့စည်ရင်အချက်လက်တွေကိုတေချာကောက်ယူဖို့လဲ စစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနပြည်ထောင်စုဝန်ကြီးကတိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ကချင်ပြည်နယ်မြချင်းနာမြို့နယ်ပူတောင်မြို့တို့မှာစစ်ကောင်စီကတီထွင်ထားတဲ့မဲပေးဆက်နဲ့မဲပေးနီးတင်းတန်းကိုပြုလုပ်ခဲ့တယ်လို့လက်တွေ့စမ်းသပ်မဲပေးတာတွေကိုလည်းလှုပ်ဆောင်ခဲ့ပါသေးတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုတော့စစ်တပ်နဲ့နီးကပ်တဲ့ရုရှားတရုတ်လိုနိုင်ငံတွေကကူညီမယ်လို့ပြောကြားထားပေမဲ့ဒီမိုကရေစီအရေးကူညီပေးနေတဲ့နိုင်ငံတွေနဲ့ဒေါ်လာရင်းအင်အားစုတွေကတော့ကန့်ကွက်ထားပါတယ်။ ဧပြီလတလရာအတွင်းမြန်မာနိုင်ငံအတွင်းတိုက်ပွဲဖြစ်ပွားမှုအကျဉ်90ရှိခဲ့ပြီးအရသာသိဆုံးသူ100ကျော်ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီလအတွင်းမှာတိုက်ပွဲဖြစ်ပွားမှုအကျဉ်90ရှိခဲ့ပြီးအရသာသိဆုံးသူ100ကျော်နဲ့ဒဏ်ရာရှိသူ300ကျော်ရှိခဲ့ရလို့နိုင်ငံတကာမြန်မာသတင်း BNI မြန်မာ Peace Monitor ရဲ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေပြချက်လက်ကနေသိရပါတယ်။တိုက်ပွဲဖြစ်ပွားမှုအချိန်ကိုဆိတ်ရှိခဲ့တဲ့အချိန်ကချင်နိုင်ငံကရင်မှာတိုက်ပွဲဆိတ်ခြင်းစီဖြစ်ပွားခဲ့တယ်လို့ ရှမ်းရခိုင်နယ်စကိုင်းတို့မှာစစ်တပ်ကျင်းစီအများဆုံးဖြစ်ပွားခဲ့ပြီးရန်ကုန်တိုင်းရောက်လွှဲလို့ချန်နယ်တိုင်းနယ်ပြည်နယ်တွေမှာလည်းတိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။တလားတော်အတွင်းမှာပဲအရတားပြည်သူ900ယောက်ဒိဆုံးခဲ့ရပြီးတန်ရရှိတဲ့အရတား331ယောက်ရှိခဲ့တယ်လို့လည်းသိရပါတယ်။စကောင်းစီဟာဧပြီလတလားဒီမှာပဲလေကြောင်းတက်ခိုက်မှုပေါင်းအချိန်130ပြုလုပ်ခဲ့ပြီးစကိုင်းတိုင်းနဲ့မန္တလေးတိုင်းတို့မှာအများဆုံးတက်ခိုက်ခဲ့ပါရယ် ကြပင်တိုက်ပွဲကြောင့်ရသားပြည်သူတွေပေါ်တယုံမှုကလည်းစကိုင်းနဲ့မန္တလေးတိုင်းတို့ကအများဆုံးဖြစ်တယ်လို့ဆိုထားပါတယ်။ပြည်တွင်းနေရေးဆောင်ကသူဦးရေကလည်းတလတာအတွင်း9922ယောက်ရှိခဲ့ပြီးအများဆုံးကတော့ပြည်ရင်ရခိုင်မန္တလေးနဲ့တနင်္သာရီတိုင်းတို့ကဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပေါ်မှုအချိန်တွေမှာစစ်ကောင်စီနဲ့တိုင်းဒါလနကိုင်းတပ်တို့ကြား46ကျင်းစစ်ကောင်စီတပ်နဲ့ပြည်သူ့ကကွေတပ်တို့ကြား42ကျင်းနဲ့တိုင်းဒါလနကိုင်းချင်းချင်းတို့ကြား9ကျင်းဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ တလအတွင်းငင်းချိုင်းရည်နဲ့ဆက်ဆက်တဲ့အစည်းအဝေးခုနှစ်ကြိမ်ကိုလည်းလှုပ်ဆောင်ခဲ့ရလို့သိရပါတယ်။စကောင်စီပြည်သူစစ်ပူပေါင်းတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KNA တို့ကြားစီတင်းမာနေတဲ့ဥကောက်ဒေတာလီလိုလမ်းပိုင်းတစ်လျှောက်ကစစ်ဘေးရှောင်တွေရဲ့အခြေအနေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥကောက်ဒေတာလီလိုလမ်းပိုင်းတစ်လျှောက်နေရာတချို့မှာစကောင်စီပြည်သူစစ်ပူပေါင်းတပ်တွေနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KNA တို့ကြား စိတ်ရဲ့အခြေအနေတင်းမာလာတာကြောင့်ခြေရွာတချို့ကဒေသခံပြည်သူထောင်ချီဘေးလွတ်ရာကိုထွက်ပြေးသိမ်းရှောင်နေရပါတယ်။ကချင်ပြည်ရဲ့ဒုတိယမြို့တော်ပမော်မြို့ဘက်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA PDF ပူးပေါင်းတပ်တွေမြို့သိမ်းတိုက်ပွဲဆင်နွှဲနေချိန်အတော်အတွင်းဖေဗရူလာလောက်ကနေစပြီးခူးကောက်ဒေသလီဒိုလန်တလျှောက်စစ်ကောင်စီပူးပေါင်းတပ်တွေ စည်ရေးလှုပ်ရှားမှုခက်ဆိတ်ဆိတ်ဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီလိုစစ်ကောင်စီပူးပေါင်းတပ်တွေစည်ရေးလှုပ်ရှားလာပြီးရွာသွင်းဝင်ရောက်တပ်ဆွဲတာပြုလုပ်ခဲ့ပြီးနောက်နှစ်ဖက်တပ်တိုက်ပွဲတွေလည်းဖြစ်ပေါ်လာခဲ့ပါတယ်။ခမမရတဲ့စည်ရေးအခြေအနေတွေကြောင့်ဒီလိုလမ်းပိုင်းတစ်လျှောက်ကတံပုန်းခလဝါခုံဆိုင်ယံလကောင်းတောင်ဝါရဇုပ်ရှူဒုဇုပ်စတဲ့ခြေရော်တွေကဒေသခံပြည်သူတွေဟာဘေးလွရာနေရာတွေစီထွက်ပြေးသိမ်းရှောင်နေရပြီးအကူအညီတွေလည်းအများပြားလိုအပ်နေပါတယ်။ ပူကဖုန်နီရှိရာကျော်အဲတာကိုရှင်ရှင်ပြီးငါလို့ကျောင်းကတော့ကိုနိုင်နာခေါ်ခန်းခနဲ့ဖုန်တာခနဲ့ရှင်ပြီးတော့ငါရက်မရကောရနံမုံတူဝါဒါမှကြောင့်ချင်းခုံတော့ကလူဝါနာစနေရမကြောကောအာရှာကလောနာမတူအဲလိုထပြေးသိမ်းဆောင်လာတဲ့ဆက်ဆောင်ပြည်သူတွေဟာနေဆက်ရနေရာတွေနဲ့နံမတီးတိုက်နယ်အတွင်းကဝအောင်ကချင်နှင်းချင်းခရယာအတင်းတော့ လန်ခွာနေချင်းခရီးယံအတင်းတော်နဲ့ကက်သလစ်အတင်းတော်ကျောင်းဝင်းစားတဲ့နေရာတွေမှာနေရာခွဲပြီးခုံလုံးနေကြရလို့သိရပါဗျ။ကျေးရွာအတီးတီကစစ်ဆောင်ပြည်သူတွေရဲ့လူရည်စည်ရင်မရရှိသေးပေမဲ့နမတိမြို့ဘက်ပြောင်းရွှေ့စစ်ဆောင်နေတဲ့စစ်ပေးဆောင်အင်ချေနဲ့လူဦးရေစည်ရင်ဟာခမန်းချေအင်ချေပေါင်း1300ဝန်းကျင်ရှိပြီးလူဦးရေအားဖြင့်3000လောက်ရှိနေတယ်လို့ဆိုပါတယ်။ အဓိကအန်တဲ့တရှောင်းနေအဲစံဒေါငါလမ်နီကိုအန်တဲ့ကိုအတန်နာယန်တော်ရနာမစာတီဘလူမရှာမရောက်မခတ်နေပင်ဝါနာလမ်နီငွန်းဒမီအန်တဲ့မရှာဦးနောင်းဝါဖွန်နာငါတော်ရမကျော်ကိုခမ်ဂျာလမ်ဒဲမကြည့်အင်းနာနီလို့ပင်ဝါနာနေဖြစ်ကိုစံဒေါငါကလေးလူဒါအပြင်ဆစ်ဆောင်ပြည်သူတွေကိုနမတိတကြားဆက်ယုံဝဲမာနေရာချထားပေးတာရှိပေမဲ့ဆစ်ဆောင်လာကြတဲ့အနေအထားမှာ မိမိအစစ်စင်တဲ့နေအိမ်ဆောက်လုပ်နေထိုင်ဖို့ခက်ခဲနေရလို့လဲစစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ပြည်သူတူဦးကလည်းပြောပါရယ် 偏见话这么做，该运动啊，运动啊这么做，关键，那 group，那啥，那什么说呢？那 group 的也养过，光那才种农呐，一天五天的耶，本来耶，那我们都想过，那都看你马克拉罗，你那个判断，我个人啊，来马克拉克拉，碰克拉都啊，结个果，你看你看，一碰杯个，一碰杯才能中个，我中个人啊呀个。浙江省布邦大队六万七万个人突破大兵头牌，二百六十年的年龄牌嘛。 လဝခုံဆိုင်ရန်တလျှောက်စစ်ကောင်စီပူပေါင်းတပ်တွေတဖန်ပြန်လဲသွားလာလှုပ်ရှားမှုပြုလုပ်လာကြပါတယ်။အဲဒီနောက်ဧပြီလ15ရက်နေ့မှာတော့လဝချေရွာအတွင်းစစ်ကောင်စီပူပေါင်းတပ်တွေစစ်ကြောင်းထပ်မံထိုးလာတဲ့အတွက် KIA ကနေခုခိုင်းရင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူတာတွေရှိခဲ့ပြီးနောက်လက်ရှိအချိန်မှာတော့လဝချေရွာအတွင်းစစ်ကောင်စီပူပေါင်းတပ်တွေပြန်လဲတပ်ဆွဲနေထိုင်နေကြပြီလို့ထပ်မံသိရှိရပါတယ်။ ဒေသခံပြည်သူတချို့နဲ့နှိစပ်သူတွေရဲ့ပြောပြချက်အရစစ်ကောင်စီပူးပေါင်းတပ်တွေလောကချေရွာအတွင်းပြန်လည်ဝင်ရောက်လာပြီးနောက်ရွာအတွင်းကလူနေအိမ်နဲ့ဈေးကုန်မြင့်ရှုဖြက်စီးလိုက်ပြီးတော့ကြာတိရပြီးဆုံးရှုံးသွားတဲ့နေအိမ်အလုံးကြီးအထူးကြောက်တော့မသိရှိရဘူးလို့သိရပါတယ်။ဧပြီလ14ရက်နေ့ကနေစပြီးစစ်ကောင်စီတပ်နဲ့မင်းစေတပ်ပြည်သူစစ်ပူးပေါင်းတပ်တွေလောကချေရွာအနီးတစ်ဝိုက် KA တပ်ရင်း20နဲ့မြေဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် KIA ပူပေါင်းတပ်ကနေခုခိုင်ရင်တိုက်ပွဲပြင်းထန်လာတာလို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO KIA တတိယနဲ့ပြန်ကြားရေးတာဝန်ခံပူမူဂျီနိုဘူကလည်းပြောပြပါဗျ။ဖေဗရူလာ16ရက်နေ့မွန်လွယ်ပိုင်း3နိုင်ဝင်းကျင်လောက်ကလီဒိုလန်ပေါ်မှာရှိတဲ့ဝါရာဇုပ်ချေဝါအတွင်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကနေ Jet Fighter တစ်စင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါဗျ။လက်ရှိဝါရဇုပ်ချေဝါအတွင်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ဝါရဇုပ်ပြည်သူ့စစ်တပ်နှစ်ဖက်တပ်အကြား အနီးကနေရာယူစောင့်ကြနေတဲ့အခြေအနေတွေကြောင့်ဒေသခံတွေထွက်ပြေးတင်းရှောင်နေကြရလို့သိရတာပါဆက်ရှောင်နေရတဲ့အပြင်လီတိုလန်တလျှောက်ကလေယာဉ်လုကင်တဲ့ပြည်သူတွေဟာလက်ရှိစစ်ရဲအခြေအနေတွေကြောင့်လဲလုပ်ဖို့ဆုံးရှုံးရတော့မဲ့အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်တွန်ဘုံလဝလကောင်းခုံဆိုင်ယံတွန်ဘန်းမန်ပန်းနောင်မီဝရဇုပ်ရှဒုဇုပ်တင်ကောက်စားတဲ့ယွာတွေကလဲလုပ်တောင်သူတွေဟာနှစ်စဉ်အေကတောင်းကနန်းလောက်လုကင်ကြပေမဲ့ လက်ရှိစစ်ရေးအခြေအနေတွေကြောင့်လဲလုတ်သွားချင်းစစ်ကြောင်းတွေနဲ့ဆုံမှာကြောက်ရတာကြောင့်အချိန်မီလဲလုတ်ကင်နိုင်ဖို့အခက်ခဲကြုံနေရတယ်လို့လီဒိုလန်နေဒေတာခံပြည်သူတို့ကပြောပါတယ်မြန်မာသတင်းကြော်ငြာရဲ့ TV အစီအစဉ်ကိုအပစင်ဂျာရာဗရင်းနဲ့မနေ့၈ရက်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်မြန်မာသတင်းကြော်ငြာရဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ ပြိတ္တအားလုံးကိုယ်စိတ်နှလုံးသုံးပါစမ်းမချမ်းသာကြပါစေ။